ကွန်ဖရင့်လေးဖလားလောက်ရတာဟာချင်းစီအတွက်အောင်မြင်တဲ့ရာသီလို့သတ်မှတ်လို့မရဘူးဆိုတဲ့ချက်ကို ပရိသတ်များအားလုံးပဲမိန်လာများဘလူးလိုင်းကင်းကနေပြန်လဲကြိုလိုက်ပါရင်ချဲစီကစားပါဟောင်းဂျိုကိုကကွန်ဖရင့်လီဖလာကိုယခုနှစ်ရာသီမှာချဲစီသင်းကရယူနိုင်တယ်ဆိုရင်တော့ဒါကချဲစီအတွက်အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုမဟုတ်ဘူးလို့ထုတ်ဖော်ပြောကြားလိုက်ပါရင်ဂျိုကိုရဲ့စကားတွေဟာဘာကြီးလဲဟာဆိုပြီးတွေးကြရှင်းသွားနိုင်ပေမဲ့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြမယ်ဆိုရင်တော့အလုံးစုံသောအကြောင်းအရာတွေကိုစိုက်ရိမ်လဲပြီးသဘောပေါက်သွားကြပါလိမ့်မယ်ဒီနေ့ဘောလုံးရာသီမှာဆိုရင်ချဲစီသင်းကမိဘသင်းမာရက်စကိုင်းလောက်အောင်မှာတာထွက်တော့လှခဲ့ကြပါရင်ရာသီအစာပိုင်းပွဲအစဉ်တွေမှာဆိုရင်တော့တိုင်ဝဲနေတောက်ချောက်ပေါ်ဆောင်နိုင်ခဲ့ပြီး ်ချဲစီကကြောင်းဆရာကောင်းတဲ့အသင်းအသင်းအဖြစ်ဦးတည်နေခဲ့တာပါလေဘာလို့လဲအသင်းမျိုးကတော့ချဲစီကတူတူတန်တန်ရှင်ကစားနိုင်ခဲ့ပြီးမကောင်းလို့သာကပ်ပြီးရှုံးခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့ခရစ်စမတ်ကာလာလောက်ကနေစလို့ချဲစီအသင်းကတိုင်နေစားပတ်လာခဲ့ပါတယ်ရက်တန်မန်နေတဲ့ဆိုပေမဲ့အသင်းကနုနယ်တဲ့အသင်းအသင်းအဖြစ်ရှိနေသေးတာကြောင့်တပွဲတော့ရှုံးသွားခဲ့ရင်ကိုမှန်နေတဲ့ရက်တန်တွေပြတ်သွားခဲ့ရပါတယ် ကစားမရရင်စေပိုင်းဆိုင်ရာတွေကလည်းရဆရာမရှိအောင်ထိုးကြသွားခဲ့ရပါတယ်။မိုင်းစကာဒီလိုအခြေအနေတွေကိုကောင်းစွာဂိုင်းတွင်နိုင်ခြင်းမရှိပါဘူး။ဒါမျိုးကိုလည်းဦးစီးဦးဆောင်ပုံစံမျိုးနဲ့မိုင်းစကာမလုပ်ဘူးတာလည်းပါပါလိမ့်မယ်။လက်စတာကတော့နေပြချောပြင်ဂိုင်းတွင်ခဲ့တယ်ဆိုပေမဲ့သူဂိုင်းတွင်နေစဉ်တုန်းကလက်စတာဟာချန်ပီယံရှစ်မှာကစားမအင်အားအသာစီးနဲ့တတရရဖြစ်နေတာပါ။တကယ်လို့လက်စတာကချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့ဘူးဆိုရင်တော့မိုင်းစကာအတွက်ဘယ်လိုဖိအားမျိုးမှမရှိခဲ့ပါဘူး။ဒါပေမဲ့ချဲစီမှာတော့ဒါမျိုးလာလို့မရပါဘူး။ချိန်နေချင်းကွာပါရင် လန်ရဲ့ကြီးကျယ်ကမ်းနားမှုနဲ့တမိုင်းကြောင်းချင်းကလက်စတာနဲ့ချဲဆီတို့ကြားမှာအများကြီးကွာပါရင်ဒါကြောင့်လည်းတန်းဆင်းဆောင်ပါရဲ့တည်နေပြီးနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဆက်လက်ပွဲမှာဆက်လက်ပွဲအထိရှုံးနေခဲ့ရတဲ့လက်စတာကို1-0နဲ့အနိုင်နဲ့အချိန်မာရက်စကာတို့ကရုံးတော့ရောက်ကအချင်းချင်းပွေဖက်ပြီးအောင်ပွဲခံနေကြပုံတွေကချဲဆီပရိသတ်တွေရဲ့ကြားမှာဝေဖန်ခြင်းစရာဖြစ်နေခဲ့တာပါကျဲစီရဲ့လက်ရှိအခြေအနေကလမ်းကြောင်းမှန်ပေါ်ကိုပြန်လဲတန်လန်းရောက်ရှိနိုင်ဖို့အတွက်အတော်လေးဆွဲတင်ရအောင်မယ့်အနေထားမှာရှိပါရင်ဘော်လေးတို့ဝယ်ယူခဲ့ပြီးမှဒီဘက်နှစ်တင်မှာကျဲစီကအဲ့လိုမျိုးယုံကြည်ထိုးကြသွားခဲ့တာဖြစ်ပါရင် ဒါကြောင့်လက်ရှိအခြေအနေနဲ့ conference လေးဖလားကလေးရရှိလိုက်မယ်ဆိုရင်တော့ဒီဟာဒီကချင်းစီအတွက်အောင်မြင်တဲ့ရာသီတစ်ခုဖြင့်ချွေးသိမ့်နိုင်စီမှာပါကျွန်တော်ကိုယ်တိုင်လည်း post ကိုဒီလောက်ထိ short ချပြီးတော့တွေးထားလိုက်မိပါတယ် ဒါပေမဲ့အောင်မြင်မှုတွေနဲ့ရှင်သန်ပြတ်တန်းခဲ့တဲ့ဂျိုကိုကတော့ဒီအမြင်တွေကိုသဘောမတူပါဘူး။ဒီအားလုံးမှာ conference ရရှိခဲ့မယ်ဆိုရင်တော့မှ Chelsea အတွက်အောင်မြင်တဲ့အရာတွေတခုတော့တတ်မှတ်လို့မရနိုင်ဘူးဆိုပြီးဂျိုကိုကပြောလာခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးဂျိုကိုကဒီလိုပြောတာတွေကိုကျွန်တော်လုံးဝသဘောမတူပါဘူး။ဥမာအားဖြင့်ပြန်ဝက်ဆန်လုံအသင်းမျိုးက conference ရရှိမယ်ဆိုရင်ဒါကကြီးမားတဲ့အောင်မြင်မှုလို့တတ်မှတ်လို့ရပါတယ်။ဒါကဝက်ဆန်ကိုကျွန်တော်နေချပြီးပြောနေတာမဟုတ်ဘူးနော်။ကလပ်အသင်းနှစ်သင်းရဲ့ရောက်ရှိနေမှုရက်တီနေမှုချင်းကွာခြားပုံကိုကျွန်တော်ပြောပြနေတာပါ။ Chelsea အသင်းမျိုးက Champions League ဒီထက်တစ်ဆင့်ရောက်ရင် Europa League ဒီလိုပလားတွေအတွက်တိုက်ပွဲဝင်နေတဲ့တာ။ဒါမျိုးတွေရမှာပဲအောင်မြင်တယ်လို့ ပြောနိုင်မယ်အခုမွေသုံးထားတာကိုလည်းကြည့်ပါဦးပေါင်ဗီလီယံနဲ့ချိန်ပြီးတော့သုံးထားတဲ့ဒီမွေမာလာကိုအရင်နှီးထားပြီးတော့ conference league ပလာယူဖို့အတွက်လားဒါကြောင့် conference league ရတာနဲ့အောင်မြင်တယ်လို့တော့ကျွန်တော်တို့မတတ်မှတ်နိုင်ပါဘူးဒီမွေမာလာနဲ့ဆိုရင် champion league လိုနေရာမျိုးတွေမှာဘိုးဆွဲနိုင်တဲ့အသင်းဖြစ်စင်းဝင်တတ်မှတ်ခံရမှာပါလို့ပြောကြားသွားခဲ့ပါတယ် Chelsea ပြည်သားတွေကရောဂျိုကိုပြောတဲ့စကားတွေဟာလက်ခံနိုင်စရာအကြောင်းရှိရလို့ယူဆမိကြပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေမျှဝေပေးသွားခဲ့လို့ရပါတယ်